မန္တလေးတိုင်းမိတ်ဒီလာနဲ့တာစီမျိုးနယ်အတွင်းကကျေးရွာတွေမှာဆိုးစုကရက်ကျေးအုပ်ချုပ်မှုတွေကစစ်မှုထမ်းအကြောင်းပြပြီးချင်းချောင်းငွေညှိမှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေက MP ကိုပြောပါတယ်။အဲ့ဒီမျိုးနယ်တွေက ရက်ကျေးအုပ်ချုပ်မှုတွေကအင်အားစုတစုကိုကျန်နှောင်းခန်းကနေတိမ့်နဲ့ချီချင်းချောင်းငွေညှိနေတာပါ။အဲ့ဒီလိုအနိုင်ကျင့်ငွေညှိနေတွေကိုမျိုးနယ်အစဉ်ခရိုင်အစဉ်တွေကသိရှိပေမဲ့အရေးယူတာမျိုးမရှိလို့ဘသူ့ကိုတိုင်တိုင်းရမှန်းမသိဘူးဖြစ်နေတယ်လို့ဆိုပါတယ်။ တာစီမျိုးနဲ့ကျမအုပ်စုအုပ်ချုပ်ရေးမှုနဲ့ကျောင်းရွာကြီးရွာယာအိမ်မှုတို့ပေါင်းပြီးချမ်းသာကြီးရွာဇီတော်ရွာတာစီလေးရွာကျောင်းရွာကြီးရွာနဲ့ကျမောက်ကြီးရွာရွာ900ကိုတရွာကိုတလ330နှုန်းနဲ့တလကို7350ငွေညစ်တောင်းယူနေတယ်လို့ဒေသခံတူဦးကပြောပါတယ်။မိတီလာနယ်ရဲ့စစ်သားတဲ့စုဆောင်တာတွေတိတ်မလုပ်သေးပဲယခုလိုအုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းမဲမနိုင်ခြင်းရင်လစဉ်ကြီးပေးဆောင်ရမယ်လို့ဆိုကရက်ကြီးအုပ်ချုပ်ရေးမှုတွေက လစဉ်တရွာကိုစက်သိန်းညာချီချိန်ချောင်းဝင်းညစ်နေတယ်လို့လေဒေသခံတွေကအမှတ်ပြုကိုပြောပါတယ်မေတီလာမျိုးနဲ့မဆိုးစုတရင်တက်ဖွဲ့40ကျော်ရှိပြီးတော့မေတီလာနဲ့မှနေထိုင်သူအများစုဟာလည်းအာနာသိဆိုးစုကိုထောက်ခံသူတွေဖြစ်ကြပါဗျ။